ဒီကနေ့ညစီမရဲ့တရင်ဆောင်မှာချက်ပုံမှာ TKB ရဲ့အဖွဲ့ကကင်းပြင်းနေတဲ့မွေးရည်စေဝါထုတ်လုပ်မှုတွေလုပ်နေတဲ့ဆိုတော့အလွန်စိုးရိမ်ရတယ်။ပေါ်ပြချက်တွေဖတ်ရှုရရပါတယ်။ဒီဆောင်မမှာ TKB ထိတ်ကျုံနေမြင်ညဝတ်ဒီအနီမှာအရွယ်အစားကြီးမားတဲ့အလစ်ဝတ်မွေးရည်စေဝါစိတ်ရုံ WY INCA နဲ့အခြားစေဝါတွေထုတ်လုပ်နေတဲ့လက်ပတ်နေရလို့ပေါ်ပြထားပါတယ်။ မေအောင်လိုင်းအကြမ်းတ်စစ်တပ်ရဲ့ဘတ်တော်သားလက်နက်ကိုင်အဖွဲ့တစ်ခုကမွေရီစေဝါကနေရန်ပုံနေရှောက်ဖွေနေတဲ့ဖြစ်ရက်ကိုလူသိရှင်သောဖော်ထုတ်နိုင်တဲ့ဖြစ်ရက်လည်းဖြစ်ပါတယ်ဒီဆောင်မဟာတိကျတဲ့လက်စုံလက်ကင်ပြနိုင်တဲ့တက်တွေအထောက်ထားတွေပါဝင်ပါတယ်မွေရီစေဝါစက်ယုံဟာမြတ်ဝန်ကြီးကနေ23မိုင်အကွာတဲပြူချောင်းအနီးမှာရှိကြစက်ယုံကိုစတင် တွေ့ရှိခဲ့တဲ့ကော်ပရာစစ်ကြောင်းကရဲဘော်တွေရဲ့ ထွက်ဆိုချက်တွေနဲ့တကွအခိုင်အမာပေါ်ပြထားပါတယ်။ကိုရောင်နေမွေးရစေဘွားထုတ်လုပ်တဲ့ဆက်တွေအစစ်ပုံးတွေစုပ်တဲ့ရေကန်တွေလူနေဆောင်တွေအကျဉ်းခန်းတွေအလောင်းမြုပ်နေရာတွေအကြောင်းပါဝင်ပါတယ်။ခေါင်းတလားမပါဘဲမြုပ်ထားတဲ့အလောင်း၁၀လောင်းအထိတွေ့ရှိမှုကတရားလက်လို့တက်ဖြတ်မှုတွေလုပ်ငန်းတွေအခြေအနေစိုးဝါမှုတွေကိုညွန်ပြနေပါတယ်။ဒီစက်ရုံကို၂၀၀ 2021ခုနှစ်မှာစတင်တည်ဆောက်ခဲ့ကြောင်းနဲ့ဆက်လက်အသုံးပြုစရင်းနဲ့ဖြစ်ကြောင်းဂျိုတုကနေအတည်ပြုနိုင်ခဲ့ပါတယ်။ချိုင်းအာနာမိုင်းရဲ့မွေရစေဝါအမြောက်အများဖန်စီရရှိမှုတွေက TKBA ရဲ့ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့အချက်လက်ကိုအခိုင်အမာတတ်သိပြနိုင်ခဲ့ပါတယ်။အလုသမားတွေကဗမာနဲ့ချိုင်းလူမျိုးတွေဖြစ်ပြီးနေရန်တွေမှာအင်ဒန်စင်နယ်လို့ရေးထားတာဖြားနိုင်ရင်ပြမစေကန်းကိုသွားခွင့်မရပဲ ဒီနေရာမှာပဲကုသရရဲဆိုတဲ့အချက်တွေကဒီလို တရားမဝင်လုပ်ငန်းတွေမှာပြင်းထန်တဲ့ခေါင်းပုံဖြတ်မှုနဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်အသေးတွေတွေ့ရှိနေရဆိုတာကိုမိမောင်ထိုးပြနေပါတယ်။အလောင်းမြောက်ထားတဲ့နေရာတွေတွေ့ရှိရတာကတော့အထူပဲထိတ်လန့်စရာပါ။စာဆုံးသွားတဲ့ကောဘရာတက်ခွဲမှုကိုရှာရဲ့ အသေးစိတ်ပြောကြားချက်တွေကဒီကိစ္စကြီးတစ်ခုလုံးကိုဘူးပေါ်တလို့ဘုံမွင်းကြီးပေါ်လွင်စေခဲ့ပါတယ်ကိုရှိုင်းကသူ့သေးဆုံးမှာဒါမှမဟုတ်သူ့အဖွဲအဲ့ဒီဒေသကနေထွက်ခွာသွားမှတည်င်းထုတ်ပြန်မှုတောင်းဆိုခဲ့တာက DKBA ရဲ့မူရစေဝါလုပ်ငန်းကိုဖော်ထုတ်ရမှာဘလောက်အနေအများလဲဆိုတာပြသနေပါတယ်ဒီဆက်ယုံရဲ့မဟာဗျူဟာမောက်ဂျီနီယာနဲ့ကုန်တင်ကားတွေပါဖြတ်တန်းနိုင်တဲ့ ကိုဂရီလန်ဖောက်လောက်ချမှုဟာမွေးရည်စေဝါကို ပမာဏအများအပြားနဲ့စနစ်တကျကိုတန်ရောင်းဝယ်နေတာကိုညွှန်ပြနေပါတယ်။ဂျာဟောင်းမြန်မာနိုင်ငံတော်မကအိနေစင် ထိုင်းနိုင်ငံနဲ့ဒေသတစ်ခုလုံးကိုပါထိခိုက်စေတဲ့ကိစ္စဆိုတာပေါ်လွင်ပါတယ်။အချုပ်ဆိုရရင်ဒီဆောင်မှာစစ်ကောင်စီဘက်တော်သား TGBA ရဲ့ထိန်ချုပ်မှုအောက်မှာဖြစ်ပွားနေတဲ့မွေးရည်စေဝါကို အခြေခံတဲ့လို့အခွင့်ရေးချိုးဖောက်မှုတွေကို ဖော်ပြထားတဲ့ စိုးရင်ဖွဲ့ရအခြေအနေတစ်ခုဖြစ်ပြီးနိုင်ငံတကာရဲ့အာယုံစိုက်မှုနဲ့ထပ်မံစစ်ဆေးမှုတွေလိုအပ်နေရလို့မြင်ပါတယ်။ပြည်စီမမမိုးရီတသိန်းကိုတင်ပြပေးလိုက်ပါရယ်။ကြောထောင်ထဲမှာထုတ်လုပ်နေတဲ့ GKB ရဲ့တက်ဖွဲ့ပိုင်းမိုးရီစေဝါဆိုင်ယုံဟန်ဒူဇော်ကြောအများဖြစ်ဖုံးလွှမ်းနေသောရှိုးတစ်ခုတည်းတွင် အချင်းဝပ်ပြီး650ကျော်ကျယ်ဝန်းတဲ့မိုးရီစေဝါထုတ်လုပ်နေသောနေရာတစ်ခုရှိပါရယ်။ လေဝါစွာတိဆောက်ထားသည့်မူရီဆေးဝါဆက်ယုံသည့်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝန်ဒီမှာ23မိုင်အကွာအဝေးရှိတဲ့တောအုပ်ထွေးတွင်ရှိနေခြင်းဖြစ်ပါသည်။မြဝန်ဒီမြို့မှာဝေါ်လေကားလန်လမ်းမအတိုင်းလာလင်းသုံးထပ်ခွေဒေသအခေါ်ကျောဝါဖိုစကန် GKBA အကျော်ကြောက်ခတ်ကျေးရွာမရောက်မီညာဘက်လမ်းကိုကွေ့ရင်တဲပြူချောင်းခေါ်သောနေရာကိုရောက်ရှိပါမယ်။ရင်းနေရာမှာဆက်သွားလင်းနှမိုင်ကျော်အရောက်တွင်ဘဲဘက်လမ်းကိုချိုလင်း ဒီမိုကရေစီအကျိုးပြုကရစ်တမတော် DKP ရဲ့ပိုင်းမူရစေဝါထုတ်လုပ်သည့်ရှိုးတစ်ခုတည်းသို့ရောက်ရှိမည်ဖြစ်ပါတယ်။ချိုနီယာကိုကော့ဘရာစစ်ကြောင်းပြည်သူကာကွယ်ရေးတပ်မတော်တပ်ခွဲငောင်းမှတပ်ခွဲမှုကိုဆိုင်တို့အဖွဲ့စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။2020နှစ်ခုနှစ်နိုဝင်ဘာလတွင်စစ်ကော်မရှင်တပ်နှင့် KMU PDF တို့နှင့်ကြောင်နီကျေးရွာတို့တွင်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျော်လန်ရေးအဖွဲ့မှနောက်ဆုတ်ပေးခဲ့ရပါတယ်။ထို့နောက် GKBA တပ်ဖွဲ့ထိချုပ်နေမည်ဖြစ်တဲ့တဲဖြူချောင်းအနည်းတွင် တော်လန်ရေးတပ်ဖွဲ့တို့ရှေ့တန်းစခန်းအနေနဲ့ယာယီစခန်းချခဲ့ကြပါတယ်။၎င်းတဲဖြူချောင်းလမ်းကိုအုံပြုတ်သွားလာရတွင် မြင်းစေးဦးခေါ်သည့် WY မူရစေဝါအနံ့ကိုလမ်းတလျှောက်တွင် အမြင်ရရှိခဲ့ပါတယ်။မြင်းစေးမှတည်င်းထောက်ကိုယ်တိုင်ရင်းနယ်မြေထဲတွင်တနစ်ခွဲကြစစ်တည်င်းထောက်အဖြစ်နေထိုင်ခဲ့ပြီး တဲဖြူချောင်းလမ်းကိုဖြတ်သွားသည့်အခါတိုင်းမိုးရစေဝါအနက်ကိုကိုယ်တိုင်ရရှိခဲ့ပါသည်။ရဲဘော်များကိုမေးမြန်းကြည့်ရာ GKPA ပိုင်းမိုးရစေဝါစိတ်ယုံရှိကြောင်းနှင့်၎င်းအကြောင်းအရာကိုရဲဘော်တိုင်းသိရှိထောင်ပြောပြခဲ့ပါသည်။ရင်ဆိုင်ရံကိုတွားရောက်ကြည့်ရှုရန်အကျဉ်းချင်းစ조사ခဲ့တော့လေအကြောင်းအမျိုးမျိုးများကြောင့်အစင်မပြေဖြစ်ခဲ့ပြီးနောက်ဆုံးတစ်ခေါက်တွင် TKB ရဲ့တပ်ဖွဲ့တို့နှင့်ထိတ်တိုက်တွေ့ပြီးတာမြင့်ချင်းကိုဂျုံခဲ့ရပါတယ် တဲတူချောင်းလန်းကကုန်းတက်တစ်ခုမှအမြဲတမ်းမြင်းစေနေရတယ်။ကျွန်တော်ကိုဘိုကြီးဘိုကြဘောကတောင်းဝင်တစ်ခုပေးတယ်။အဲ့ဒီနေရာကိုကင်းကြောက်ပါလို့ပြောတော့ကျွန်တော်တို့တက်ခွဲကစခန်းချမြေပုံစံနဲ့အဲ့ဒီနေရာနားကိုကင်းချောက်ခဲ့တယ်။အဲ့ဒီမှာမွေးရစေဝါဆက်ရုံကိုစတင်တွေ့ခဲ့တာ။ဟိုတက်ခွဲမှုကိုဆိုင်ကမြေစိမှာတည်နာကို2023ခုနှစ်မလတွင်ပြောဆိုခဲ့ပါတယ်။ ၎င်းရိုက်ကူးထားသည့်မွေးရဆေးဝါးစက်ရုံကိုဝင်ရောက်ရှာဖွေသည့်ဗီဒီယိုကိုပြသ၍မင်းစင်မှတတင်းထောက်မှကြီးစုခွင့်ရရှိခဲ့ပါသည်။ဗီဒီယိုထဲတွင်ကိုတောင်တစ်ခုကိုတွေ့မြင်ခဲ့ရပြီးမွေးရဆေးဝါးများစွန့်မြင့်ပစ္စည်းများနှင့်အဆောက်အုံအချို့ကိုတွေ့မြင်ခဲ့ရပါသည်။တက်ခွဲကတက်ခွဲမှု ကိုရှိုင်းကရင်းအင်တာဗျူးကိုကန့်သန့်ချက်ဖြင့်တောင်းဆိုခဲ့ပါသည်။၎င်းတောင်းဆိုမှုမှာသူသိဆုံးသွားလင်တော့၎င်း ကရင်ပြည်နယ်တွင်၎င်းတို့အဖွဲ့မရှိတော်သည့်အခါမှသတင်းရေးသားချုပ်ဝင်ရန်တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ကိုချိုင်းသည်2023ခုနှစ်အောက်တိုဘာ28ရက်နေ့ကော့ဂရိတ်တိုက်ပွဲတွင်ကြားဆုံးသွားခဲ့ပါတယ်။2023ခုနှစ်ဖေဖော်ဝါရီလတွင်ကိုချိုင်းတို့အဖွဲ့မှ၎င်းနယ်မြေထဲကိုဝင်ရောက်စခန်းရှာခဲ့တယ်။ ငွေရေးစေဝါထုတ်လုပ်သည့်နေရာနှင့်မဝေးမနှီးနေရာတွင် စကန်ချနေသည့်အတွက် TGB ၏တပ်ဖွဲ့မှအရာရှိတအူအပါဝင်အင်အား၁၀ဦးကျော်ဖြင့်လာရောက်တားဆီးခဲ့သေးပါသည်။ကျွန်တော်တို့ကအဲ့ဒီနားမှာချောင်းမေးမှကင်းချနေရာကို TGB ၏အဖွဲ့ကလာပြောတယ်။မင်းတို့ကဘယ်သူကဒီနေရာကိုနေခိုင်းလဲ။ဘသူအမိန့်နဲ့လာနေတာလဲလို့ပြောပါတယ်။ကိုရှိုင်းကဗိုလ်ချုပ်အမိန့်နဲ့လာနေတာငါတို့မဖယ်ပေးနိုင်ဘူးဆိုပြီးပြောတော့သူတို့ပြန်ထွက်သွားတယ်။ အဲ့ဒီမှာကိုရှိုင်းကကျွန်တော်တို့ကိုဒီပါဝင်ခြင်းကိုကင်းထောက်မယ်ဆိုပြီးနေမြေနေမိရှာတာဟုတ်ရဲဘော်အမိလွဲက၎င်းကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကိုပြန်ပြောပြပါရယ်စံကြောင်တစ်ခုကိုဖြတ်ကျော်အပြီးတဲတလုံးထဲတွင်မူးယစ်ဆေးဝါး WY ပုံရိုက်ချုပ်သည့်ဆက်နှလုံးကိုစတင် တွေ့ရှိခဲ့ရပါတယ်ထိုမှတစ်ဆင့်ရှိုးရဲကိုဆက်လက်ဝင်ခဲ့ရင် GKB ကင်းစကန်ကာကင်းစကန်အရေးပေါ်တန်ချောင်းခောက်တည်နေရာ မိုးရစ်ဆေးဝါးစွန့်ပစ်ပစ္စည်းမီးရှို့သည့်နေရာချက်မင်းစားဆောင်မိုးရစ်ဆေးဝါးပစ္စည်းရှို့ပစ်သည့်ရေကန်ပေ90နီးပါးကျဲဝန်းသည့်ကိုရောင်ဆက်ယုံနှင့်၎င်းဘေးတွင်ကလျက်ရှိအချုပ်ကန်တစ်ခုကိုတွေ့မြင်ခဲ့ရပါသည်ဆက်လက်ပြီး IICU ခေါ်တော့မိုးရစ်ဆေးဝါးကုန်ကျန်းထုတ်လုပ်သည့်နေရာလူနေဆောင်ဆေးကန်အလောင်းမြောက်ထားသည့်နေရာစွန့်ပစ်ပစ္စည်းဆက်ယုံနှင့်မိုင်းခွေးတို့ရှိနေခဲ့ပါသည်ကိုရောင်ကိုစတွေ့လို့ဝင်ကြည့်တော့ WYND ရဲ့ကုန်ကျန်းအဖြူလုံးတွင် အယောင်ဆိုးတဲ့စေပလင်းတွေအိုက်ကုံချမ်းတွေနောက်ပြီးကျွန်တော်တို့နားမလဲတဲ့အမောက်တွေကြံခဲ့ပါတယ်အစစ်ပုံးတွေအများကြီးတွေ့ကိုကဲကနေရှာကြည့်တော့အဲ့ဒီမူရစ်စေဝါလုတ်တဲ့နေရာမှာတုံးတာလို့သိရပါတယ်အလောင်းမြုပ်ထားတဲ့နေရာတွေတွေ့ခဲ့ပါတယ်အဲ့ဒီထဲမှာလုံနေတဲ့အလုသမားတွေကပမာနဲ့ချိုင်းလူမျိုးတွေဖြစ်ပါတယ်ဘာလို့ဆိုနေရန်တွေမှာအင်ပြန်ချင်းနဲ့စသည့်ပမာစာလုံးရင်ထိုင်းစာတွေကိုတွေ့ခဲ့ရတယ်လို့ရဲဘော်အိတ်ကပြောခဲ့ပါတယ် မိုးရစေဝါချုံလို့သည့်နေရာတွင်အလုံးလုံးသည့်အလုံးသမားများသည်နေမကောင်းဖြစ်ပါကအပြင်ဆေးကန်းကိုတွားရောက်ဆေးကုသားခွင့်မရပဲရင်းနေရာမှသာဆေးမိတို့များကိုကုသရာကြောင့်အမည်မဖော်လိုသူ TKP တပ်ဖွဲ့ဝင်ဟောင်းကပြောပါတယ်။ရှာပွေတွေ့ရှိခဲ့သည့်မိုးရစေဝါစိတ်ရောအချောင်းကိုပြူဟာ30နှစ်စစ်စင်ရေးကုတ်ကဲရမှုပိုကြဘောထံတပင်းပို့ခဲ့ပြီး၎င်းကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ကြောင်းသိရပါတယ်။ ။လာကြီးတော့ကိုတော်ထဲမှာ10မိနစ်ကျော်ကျော်တော့နေလို့မရဘူး။တော်တော်အနံ့ကျင်းတာ။ကျွန်တော်တို့ဒီနောက်စကန်းစပြီးဆိုတာတိတော့သူတို့က GKB ရဲ့ညီကြီးထဲမှာမီးရှို့ခဲ့တယ်။ဂျပိုင်းတစမီးရှို့ခဲ့တဲ့ပစ္စည်းတွေအများကြီးကျန်ခဲ့တယ်။ WY စုပ်ပြစ်ပစ္စည်းစုံပြင်ခဲ့တဲ့ရေကန်ကိုတော့ငားတက်ခေါင်းတော့မရှိဘူးစုပ်ပြင်ထားတဲ့အရာတွေအများကြီးပဲဟုတ်ရဲဘော်အိတ်ကပြောခဲ့ပါတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ဟွာ30နှစ်အစ်စင်ရေးကိုကယ်ရေးမှုဗိုလ်ချုပ်ဘောကိုရှင်အချောင်းအရာနဲ့ပတ်သက်ပြီးအတင်ပြုတ်နိုင်ရဲ့အချင်းချင်းဆက်ွယ်ခဲ့တော့လဲယခုဆောင်းမရေးပြီးသည့်အချင်းသည့်ဆက်သွယ်ရေးမရခဲ့သေးပါပြမကိုရောင်စက်ယုံပင်ရှိအချုပ်ခန်းမှာမိုးရစေဝအလုံးအကျုံသုံးသူများကိုချုပ်ထားသည့်နေရာများဖြစ်ပြီးပဒင်မောက်တစ်ခုတည်းသာရှိသည့်အချုပ်ခန်းဖြစ်ပါသည်အချုပ်ခန်းတွင်မိုးရစေဝအသုံးပြုရာတွင်ဆက်ဆက်ပစ္စည်းများဖြစ်သည့် ရှေဘူးပိုက်ခဲပန်းနဲ့ပြုတ်ပြင်းထားသည့်မိစ်တို့ကိုတွေ့မြင်ခဲ့ရသည်ကိုလည်းသိရှိရပါတယ်။လူနေဆောင်နှင့်ဆေးကန်းအနည်းတွေအလောင်းမြုပ်ထားသည့်မြေစာပုံအချို့ကို တွေ့မြင်ခဲ့ရကြောင်းရဲဘော်များကပြောပါတယ်။မြေမြုပ်ထားသည့်အလောင်းဆယ်လောင်ထိတွေ့မြင်ရပြီးမြေစာပုံအပေါ်တွင်အပင်များစိုက်ထားပါတယ်။အလောင်းများသည့်အခေါင်းမပါဘဲဖြစ်တယ်လို့မြုပ်ထားတဲ့အလောင်းများဖြစ်ကြောင်းသိရပါတယ်။ ရဲဘော်တွေအတွက်စားဖို့ဆိုပြီးစမောင်ပင်သွားခုတော့အဲ့ဒီနေရာမှာအလောင်းကိုတွေ့တာပဲအယူစုတွေပေါ့ TKB ရူနီဖောင်းတွေနဲ့မြုပ်ထားတာတစုံစုံမကြသေးတဲ့ပုံစံတွေတွေ့ရတယ်အလောင်းကဖြစ်တယ်လို့မြုပ်ထားတာနေကြီးတူးထားတာတိမ်တိမ်လေးတွေပဲမပြောတော့တဲ့မှာဆိုအယူတွေကအပြင်းမထွက်နေသေးတယ်လို့ရဲဘော်ဝိုင်းကမျက်စိမှကိုပြောခဲ့ပါတယ် TKB ရဲ့တပ်ဖွဲ့မှအရာရှိတအုပ်နဲ့ရဲဘော်၅ဦးကားဖြင့် ချမှတ်ဝင်ရလာပြီရှင်တို့ရှင်ဒီနေရာကိုပြန်လဲစခန်းချမိဟုပြောဆိုခဲ့တော်လဲတက်ခဲမှုကိုဆိုင်ကလက်မခံမဲစက်ယုံတွေ့ရှိခဲ့ပြီသည့်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်စက်ယုံထဲတွင်ဂျဘရဝိုင်မိုးရစေဝါထုတ်ပေါ်သည့်အပြာရောင်ဘလတ်စတိအိမ်များအချော့ချော့ထားပြီးသောဂျဘရဝိုင်မိုးရစေဝါထုတ်များကုံကြမ်းထဲသည့်တောင်မှုများဖိုင်လာများဂျဘရဝိုင်ထုတ်သည့်စက်ယင်များတွေ့ရှိခဲ့ကြောင်းသိရှိရခဲ့ပါတယ် အိုက်ဆက်ရုံမှာအင်အား40ကျော်မယ်။ဘသူကအလို့သမားဘသူကရဲဘော်အင်အားဆိုတာတော့အတိအကျမသိဘူး။အတုံးဆောင်ပစ္စည်းတွေနဲ့ကျွန်တော်တို့ TKB ဘက်ကပြန်ချားတာတွေကိုစစ်ဆေးပြီးကြည့်လိုက်ရင်အဲ့လောက်အင်အားရှိမယ်လို့ရဲဘော်ဇက်ကပြောပါတယ်။ကြော်လိုင်းရေးတက်ဖွဲ့မှာအဆိုပါဆက်ရုံအနည်းတွေစကန်ချနေတဲ့အတွက် TKB တက်ဖွဲ့မှာ၎င်းနေရာနဲ့အနည်းရှိကုန်းတကုန်းတွင်စကန်ချကတော်လိုင်းရဲဘော်များလှုပ်ရှားမှုကိုစောင့်ကြည့်နေကြောင်းသိရှိရပါတယ်။ ရဲဘော်များလှုပ်ရှားမှုကိုမြင်တွေ့နိုင်ရမျှော်စင်ကင်းစင်များပြောင်းကင်းများမြှို့ခြင်း၊ကိုင်းများရှင်းလင်းခဲ့ပါတယ်။တွေ့ရှိခဲ့သည့်မူရင်စေဝါဆက်ရုံအနည်းရှိတော်တွင်တွင်လည်းစခန်းသုံးနေရာတွေ့ရှိပြီးမိုင်းကွင်းများရှိနေသည့်အတွက်ထပ်မံသွားရောက်စုံစမ်းခွင့်မရခဲ့သောရဲဘော်များမှပြောဆိုခဲ့ပါတယ်။တဲပြူချောင်းမရခင်မှာမွေးရစေဝါဆက်ယုံတယုံထက်ထောင်လိုက်တဲပြူချောင်းကျော်သွားရင်ကွန်ကရစ်လမ်းပေါ်မှာ TKB စကန်းကုန်းတစ်ခုရှိတယ် အဲဒီစကံကိုအရှိတ်ပေါ်တက်တက်မှနောက်ထပ်ဆက်ယုံတစ်ခုရှိတယ်။ပြောရရင်အဲဒီနေရာမှာမိုးရေဆေးဝါးဆက်ယုံ၃လေးယုံလောက်ရှိတယ်။ပိန်လည်းရှိတယ်၊ WY လည်းရှိတယ်၊ IC လည်းရှိတယ်။ပြီးတော့ဆေးကြောင်လည်းရှိတယ်။သူတို့ကအကုန်ထုတ်တာ။ဒါကလည်းကျွန်တော်တို့မျက်မြင်တွေ့တာ။ပိန်ကြီးဆိုင်ကင်းတော့သူတို့ပေးမဝင်ဘူး။မိုင်းနေရှိတယ်။ဆေးကြောင်ဆိုင်ကင်းတော့သွားလို့ရတယ်ကိုရဲဘော်အိတ်ကပြောပါတယ်။ဒီကေပီအပိုင်းမိုးရေဆေးဝါးဆက်ယုံဒီဂျိုတူးမှတဆင့် ကျင့်စုရှစ်ဆေးခဲ့ရာ2021ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့မြင်ရခဲ့ပါတယ်2023ခုနှစ်မလအတွင်ဖြစ်ပွားသည့်မြဝတီကုံသွဲရေးဆောင်ကိုဦးဆောင်တိုက်ခတ်ခဲ့သည့် Cobra စစ်ကြောင်းတက်ခွဲငါအဖွဲသည်၎င်းတိုက်ပွဲမှာစတင်ကရှေရွန်းညွန်လာတိုက်ပွဲဆက်တိုက်ဆင်နေနေသည့်အတွက်အဆိုပါနေရာကိုဆက်လက်စကန်မချနိုင်တော့ပါယခုအခါရင်းစကန်ကို DKBA အဖွဲမှာ ပြန်လဲအသုံးပြုနေခြင်းရှိမရှိကိုအတိမပြုတ်နိုင်တော့လဲငါရက်တခါတပ်ပုံရိုက်ကိုသည်ကြိုတူးမှတဆင့်ကြိရှုစစ်စေးရအဆိုပါဆက်ယုံနေရသည် လူနေထိုင်သည့်ပုံစံအနေထားကို တွေးမြင်ခဲ့ရပါသည်မေလဘန်ဖလူကြောက်ခတ်စုံစည်းမြိုင်ဝေါ်လီစသည့် TKB ရဲ့ထိန်းချုပ်နေရများတွင်မူရစ်စေဝါများကိုစေပေါ်ပေါ်ဖြင့်ရရှိနေကြောင်းတုံဆွဲခဲ့မှုတဲ့ရဲဘော်တို့ဦးမှဆိုပါသည် ဂျပန်စိတ်ကြဆေးပြားကိုထိုင်းဘတ်ငွေ100လင်း၅လုံးမှ6လုံးအထိဝယ်ယူရပြီးနေနှီးလာရင်10လုံးအထိရနိုင်ချောင်းဘတ်ငွေ900ဆိုရင်အလုံး90ပါသည့်90စီးကိုဝယ်ယူနိုင်ချောင်း၎င်းကပြောထားပါတယ်တဲပြူချောင်းလန်းဒီကွန်ကရစ်လမ်းဖြစ်ပြီးလူတို့အရှောင်းအပေါင်းနေသည့်တော်ထက်တွင်ဖောက်လုံထားသည့်မှာထူးဆန်းလာသည်အကြောင်းမှာကွန်တိန်နာကားတော်၎င်း၊ဆယ်ဘိန်ကားတော်၎င်းဖြတ်တန်းသွားလာနိုင်အောင်ပြုလုပ်ထားခြင်းဖြစ်သည် မြေစီမသတင်းထောက်ကိုရိုင်းအဆိုပါနေမြေအတွင်ရှိခဲ့စဉ်ကကွန်တိန်ကားတစ်စီးနောက်မှာကပ်လျက်ရဲဘော်များ၏ကားဖြင့်လိုက်ပါခဲ့စဉ် WY မူရစေဝအနံကိုရရှိခဲ့သည်အလားတူဖြစ်စဉ်မျိုး WY မူရစေဝအနံရသည့်ကားကို၃ချိန်တိုင်တွေ့မြင်ခဲ့ရသည်ပြီးခဲ့သည့်မလာ21ရက်နေ့တွင်မားဝရီတဖက်ချန်းထိုင်းနိုင်ငံတခရိုင်မဲဆောင်မြို့မှကွန်တိန်ကားဖြင့်တဲဆောင်လာသောစိတ်ကြွမူရစေဝ18တန်းနှင့် ICE အမျိုးအစားမူရရှိဝါ950 kg ခေတောင်ပိုင်း300 kg ကိုနက်ခွန်စဝံမြို့အဝေးပြေးလမ်းမကြီးပေါ်တွင်ထိုင်းအာဏာပိုင်မှဖမ်းဆီးရရှိခဲ့ပါသည်အဆိုပါဖမ်းဆီးရရှိသည့်မူရစေဝါများသည့် DKPA စစ်ဦးစီးအရာရှိဇော်ဘိုဂျုံစောစအောင်နှင့်အမတ်တေစစ်တေကကုတ်ကဲရင်မူပုံမူကျုံစိုင်းတော်လာလို့ပါဝင် ပတ်သက်မှုရှိသည်ဟုထိုင်းဌာနများကဖော်ပြရှင်းသားခဲ့ပူပါသည် ဖန်စီရမိသည့်မွေးရဆေးဝါးများသည့်ထိုင်းနိုင်ငံဘတ်ချန်ကန်ဂူဂိတ်48ဂိတ်မှတစ်ဆင့်မြန်မာနိုင်ငံထဲဝင်ကမွေးရဆေးဝါးတည်ဆောင်လာခြင်းဖြစ်ကြောင်းထိုင်းအစိုးရကထုတ်ပြန်ထားသည့်ကိုဖော်ပြထားပါသည်။ကန်ဂူဂိတ်48ဂိတ်သည့်မြဝတီမြို့ကြောင်ဘတ်ချန်ရှိအင်ဇင်နိုင်ဂျီယာနှင့်မေလဘန်ကျွေးရွာကြားရှိကန်ဂူဂိတ်ဖြစ်ကြောင်းသိရပါသည်။၎င်းကန်ဂူဂိတ်သည် PGL KNA နဲ့ GKB တပ်ဖွဲ့တို့ထိန်းချုပ်ထားသည့်နေရာဖြစ်ပါတယ်။ယင်းချင်းစင်ဖြစ်ပွားပြီးနောက်ထိုင်းအင်္ဂါမှများသည့်ထိုင်းမြန်မာနယ်စပ်ရှိကန်ကူဂိတ်59ခုကိုရှင်းဖြစ်ကုန်ပစ္စည်းကူးခွင်ကိုပိတ်ပင်ခဲ့ပါတယ်။အလားတူမေ18ရက်နေ့တွင် မော်လမြိုင်မြို့ရှိ GKB အမတ်နှင့်စစ်ကိုခဲရေးကုန်တရေးတပ်ဖွဲ့ဒုတိယဗိုလ်မှူးကြီးစောသိန်းနိုင်၏နေအိမ်ကိုစစ်ကွန်မရှင်တပ်ကဝင်ရောက်ရှာဖွေခဲ့ရာစိတ်ကြ ။မိုးရစ်ဆေးဝါ600ရာတွေအသုံးပြုသည့်ပစ္စည်းများကိုတွေ့ရှိခဲ့ကြောင်းပြည်တွင်းသတင်းဌာနမှနောက်ဖော်ပြခဲ့ပူပါရယ်။နိုဝင်ဘာ13ရက်နေ့တွင်မဲလပန်ကျေးရွာတွင်မိုးရစ်ဆေးဝါးများကိုကရင်ရဲတပ်ဖွဲ့ KMV အမှဖမ်းဆီးရရှိခဲ့သေးပါရယ်။စိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်ခြင်းနဲ့ဆိုရင် channel လေးကို like ရ subscribe လုပ်ဝါဖို့မမေ့ချနဲ့ဦးနော်။